အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ကာတွန်းပုံမြင် channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီတွေကိုတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့လင်ညီမနှစ်ယောက်ရဲ့ရွှေရောင်ငွေရောင်အိမ်ဆိုတဲ့ပုံမြင်ပဲဖြစ်ပါတယ်ကျမကတော့အစီအစဉ်တင်ဆက်သူအဲနာပါဒီပုံမြင်လေးကတော့မတူညီတဲ့ကဘာနှစ်ခုတည်ရှိနေတဲ့အိမ်ကြီးတိမ်ရဲ့အကြောင်းပဲဖြစ်ပါတယ်အိမ်ကြီးရဲ့အပေါ်ထက်မှာဆူဗာနာဆိုတဲ့အမျိုးသမီးနေထိုင်ပါတယ် သူမရဲ့တအိမ်လုံးကို ရွှေတွေနဲ့ခြေသားထားတာပါ။အိမ်ကရွှေရောင်၊နေရာတွေကလည်းရွှေအတီးနဲ့ပြုလုပ်ထားပါရဲ့။ဈေးများလို့တဲ့အသုံးဆောင်ပစ္စည်းပရိဘောဂပစ္စည်းတွေနဲ့ပြည့်နေနေပါရဲ့။ဒါပေမဲ့စူပါရနာရဲ့နှလုံးသားကတော့ကြောက်တုံးကြောက်ခဲလိုမျိုးမာကြောခတ်ထန်လုံးပါရဲ့။တကယ်မှာတော့သူရဲ့အလौဒမတယောက်ကအိမ်သက်ရှင်ရေလုံးနေရင်းနေပဲပစ္စည်းတစ်ခုကိုချောက်ခွင်းမိသွားခဲ့ရပေါ့။ဒါတို့တွေ့ကြရတဲ့ခါမှာတထီးမကြီးကဒေါသတော်တော်လေးထွက်သွားခဲ့ပါတော့တယ်။ နေ့လိုမျိုးဆင်းရဲတဲ့သူတယောက်ကဒီလိုကိစ္စကိုလုပ်ရတယ်နင်ဒါဘာလုပ်လိုက်တာလဲပြောစမ်းဟိုဟိုတထင်းမကြီးကျွန်တော်ဟဲ့အယိုဒါကဘလောက်တောင်မှထိုက်တယ်လဲဆိုတော့ကိုနေတိရောတိရဲ့လားနေ့တစ်မျိုးလုံးအလုပ်အကျွေးပြုစုပြီးတော့ဒီတံမိုးပြန်လျော့ပေးမယ်ဆိုရင်တော့မပဲဒါကိုနေတို့ပြန်ပေးဆက်နိုင်ကြမှာမဟုတ်ဘူးတောင်းမှပါတယ်တထင်းမရဲ့ကျွန်တော်တကယ်မှားယွင်းသွားခဲ့ပါတယ်တထေးမကြီးဒေါသထွက်နေအောင်ကိုတွေးကြရတဲ့အခါမှာတော့သူ့အလုပ်သမားလေးတော်တော်လေးကိုစိတ်ညစ်နေခဲ့ပါသေး ဒါပေမဲ့တထေးမကြီးကတော့ကြောက်စရာကောင်းတဲ့စကလုံးတွေနဲ့သူ့ကိုစတိုင်ထိုးနှက်ခဲ့ပါရီ။နေမားတယ်ဆိုတာနဲ့ငါဘာလို့ရမှာလဲငါဘာမှလုပ်မရဘူး။နေလို့မျိုးအဆင့်တန်းမရှိတဲ့အလုပ်သမားငါ့ကိုဘလောက်ကြောင်မှဆုံးရှုံးနေတာစေခဲ့လဲဆိုတာကိုရောသိရလား။ဒါကြောင့်ဒီနေ့အစပြီးရောနေငါ့ရဲ့အိမ်မှာအလကားအလုပ်လုပ်ရမယ်။ဘလောက်ထိငါအလုပ်လုပ်ခိုင်းမလဲအလောက်ထိလုပ်ရလိမ့်မယ်။ဒါတော့မဟုတ်သေးပါဘူးတထေးမရဲ့ဒါကတတ်တတ်ကြီးကျွန်တော်ကိုနှင်းပန်းနှိပ်စက်တာနဲ့အတူတူပဲမတရားဘူး။ဘာပြောရဲမတရားဘူးဟုတ်လား။ နေငါ့ကိုအခုလိုမျိုးဆုံးရှုံးစေခဲ့ရကြတော့ရောနေငါ့ကိုဘာမှစကားတွေလာပြီးတော့ရှာရှင်မနေနဲ့ငါပြောတဲ့အတိုင်းပဲနေလို့အဲ့ဒီအရင်ဒုတိယအထက်မှာငွေအတီးနဲ့ပြုတ်လောက်ထားတဲ့အိမ်ရှိပါတယ်အိမ်ကငွေအောင်နဲ့ဆုပ်လုပ်ထားခဲ့တယ်ဆိုပေမဲ့ပျော်ရွှင်မှုရှိပါတယ်ဆွေမျိုးရေတံပိုးကိုလည်းသူကကောင်းကောင်းနားလေပါတယ်အော်ဦးလေးရဲ့ဒါဘလို့ဖြစ်ရတာလဲကျမတို့ကမိသားစုဝင်တွေလို့မတတ်မှဘူးလားမဟုတ်တော့တတိမကြီးရမဟုတ်တော့အဲ့လိုတော့လည်းမဟုတ်ပါဘူး အဲ့လိုမျိုးပါပဲကျမသိပါတယ်တကယ်လို့ကျမတို့ကမိသားစုလို့သတ်မှတ်တယ်ဆိုရင်တော့ဒီကိစ္စတွေကိုဘယ်ဖုံးကွယ်ထားပါမလဲအခုချိန်မှာဦးလေးကြီးရဲ့သမီးလေးမင်္ဂလာဆောင်အတွက်အကြော်လေးကိုစိတ်ပူပန်နေရတယ်ဆိုဘလောက်ထိပတ်စံကုန်သွားမှာလဲဆိုတော့ကိုကျမတို့ကိုပြောပြလေးကျမတို့ပြီးနိုင်ပါတယ်ဒါပေမဲ့တခုပဲမင်္ဂလာဆောင်အတွက်လိုအပ်တာတွေအားလုံးကိုစပြီးတော့ပြင်ဆင်လိုက်ပါတော့တထေးမရေတထေးမကတော့တကယ်ကိုဖျားသခင်လိုပါပဲမဟုတ်တာဦးလေးကြီးရဲ့ဒီလိုတော့မပြောပါနဲ့ကျမတို့ကတာမန်လူတွေပဲလေဖျားသခင်ကတော့အပေါ်မှာရှိတယ်ပြီးတော့ကျမတို့အားလုံးကိုလည်းကြည်နေတယ် တို့နှစ်ယောက်ကတော့လင်းညီမတွေတော်ဆက်ကြပါရဲ့။ဂျာနီကတော့ဆူပါနာကိုသူ့ရဲ့အမအကြီးတယောက်လိုမျိုးသတ်မှတ်ထားပါရဲ့။ဒါပေမဲ့ဆူပါနာကတော့ဂျာနီကိုဘယ်တုန်းကမှဆွေမျိုးရင်းချတယောက်လိုမျိုးမသတ်မှတ်ခဲ့ပါဘူး။တကယ်မတော့ဆူပါနာရဲ့အိမ်ကိုအဲဒဲတွေရောက်ရှိလာခဲ့ပါရဲ့။ဆူပါနာကတော့သူ့ရဲ့အဲဒဲတွေကိုမှန်မာနာထောင်လွှားစွာနဲ့သူ့ရဲ့အိမ်ကိုပြသနေခဲ့တာပေါ့။ဒါကိုကြည့်လေတန်းကအီတလီကနေပြီးတော့မှားထားတာဒေါ်လာ3000ပေးရတယ်။ငါဝယ်ထားတဲ့လက်ဝယ်လက်စားတွေအကုန်လုံးက customize လုပ်ထားတာ။ငါအတွက်တည်တံ့ လာတယ်လာတယ်ဒီလဝိလက်ဆော်ရီကတကယ်အတော်လေးလာတာပဲလာရောက်တယ်ဘယ်ကပါအုံးမလဲလေဒါရီကတော့ကိုစည်းများတာနဇွဲဆိုလို့ရှင်တော့ဘာမှတော့ဟုတ်မနေပါဘူးပတ်စံကိုရေးလို့တုံးလို့ရတယ်လေဟုတ်လားအတော်လေးကိုစည်းများတယ်ပေါ့လေအမလေးကျမတို့လိုမျိုးချမ်းသာတဲ့သူတွေအတွက်ပတ်စံကဘာမှဂရုစိုက်နေစရာအကြောင်းမှမရှိတာကျမတို့ဝယ်ခြင်းစိတ်ရှိဖို့ပဲလိုတယ်ကျွန်တော်တွေအားလုံးကတော့ကျမတို့အတွက်အေးစိတ်ပါပဲစူပါနာကတော့လူတွေအရှိမအယံကိုပြသခြင်းလုံးပါတယ် သူမရဲ့ကြောက်မှုတွေကအတိုင်းအတာတစ်ခုထက်အမြဲတမ်းပဲလွန်ကဲလေးရှိပါတယ်။သူမကပျက်စီးရဲ့တန်ဖိုးကိုလည်းအမြဲတမ်းပိုပြောတတ်ပါတယ်။လူတွေကိုတောင်မကသူမကိုယ်တိုင်ကိုပါလှည့်စားနေကြတာပါ။အခုလိုပြောဆိုနေရတာကိုလည်းသူမအတော်ဝမ်းသာပြောရွှေနေကြပါတယ်။အဲ့ဒီတွေကလည်းစိတ်ပြတ်စွာနဲ့ပဲကောင်းငြိမ်နေကြကြတာပေါ့။ဒီအချိန်မှာပဲအောက်ထက်ကနေဂျာမင်းနဲ့သူစီမအလုံးလုံးနေတဲ့အလုံးသမားဦးလေးကြီးရဲ့စကားသံတွေကိုကြားခဲ့ရပါတယ်။စူပါရနာရဲ့အိမ်ကိုရောက်လာခဲ့တဲ့အေပရိတ်သက်တွေကလည်းဒီစကားတွေကိုသဘောကျသွားတာပေါ့။ ဒါကြောင့်ဂျာနီကိုချီကျူးစကားပြောဆိုခဲ့ကြပါတယ်။ဒီအချိန်မှာစူပါနာကတော့ပျော်ရွှင်ရမယ့်အစားအရန်ကိုမနာလိုဝင်းဒိုးစိတ်တွေကြီးထွားလာခဲ့ပါတယ်။အောက်ထပ်မှနေရသူတွေကလည်းတရားကြရင်ငါ့ရဲ့သိခါကိုခြာနှင်းပြကြမလားမသိဘူး။ဒီအဲ့တွေတွေအားလုံးပြန်သွားတဲ့ခါကျရင်တော့ငါ့အကြောင်းသူကောင်းကောင်းသိစေရမယ်။ဘာမဟုတ်တဲ့လူတွေနဲ့သူကပတ်သက်ပြီးတော့အရန်ကိုဝမ်းသာပျော်ရွှင်နေရမယ်။ဒီစီးရင်သားတွေကိုခေါင်းပေါ်တင်ထားရင်ဘာဖြစ်မလဲဆိုတော့သူအခုချိန်ထိမသိသေးဘူးနဲ့တွေ့တယ်။အဲ့ဒါတွေပြန်သွားခဲ့တဲ့အခါမှာစူပါနာကသူ့ရောင်မလေးဂျာနီကိုအော်ပါတယ် ီမကြောင့်ဒီနေအပေါ်တွေလောက်ပြမနေနဲ့လူတွေအားလုံးရှိမှနေတမင်တတလူကောင်းဖြစ်ချင်အောင်စောင့်နေမှငါသိရဲ့ဒါတွေကိုတော့နေအိမ်ထဲမှာပဲလှုပ်ရှားမှာအပြင်မှာထွက်ပြီးတော့လုံမနေနဲ့ငါ့ရဲ့အိမ်မှာဧည့်သည်တွေရောက်နေတဲ့အချိန်ဆိုလို့ရှင်တော့နေရဲ့ပုံစံကိုလာပြမနေနဲ့ဘာတွေပြောနေရလဲအမရဲ့အထိပ်ပဲမရှိလိုက်တာရှင်တော်စားမနေငောင်းအမားလိုလားခေါ်မနေနဲ့နေနဲ့ငါနဲ့အဆင့်တမလောက်ကွာချားလဲဆိုတာကိုသိရမလားငါနဲ့နေနေနှိုင်းရှင်လို့ကိုမရပါဘူးနေအောင်အောက်ထပ်မှနေရတတ်တတ်လုံးအောက်ထပ်မှပဲနေ ဆူပါနာကလည်းဂျာမနီကိုတတော်လေးလုံလုံကဲကဲပြောဆိုပြလိုက်ပါတယ်။ဂျာမနီကတော့ဘာတခေါမှထပ်ပြီးတော့မပြောဆိုခဲ့ပါဘူး။သူကနောက်တစ်ချိန်ထပ်ပြီးလူသားတယောက်ရဲ့အကောင်းမွန်ဆုံးအရာကစိတ်နှလုံးသားဖြစ်တယ်ဆိုတာကိုပြသလိုက်ပါတယ်။အမအခုဒေါသတော်လေးထွက်နေရဖြစ်ရမယ်။ငါသာတခုခုထပ်ပြီးတော့ပြောလိုက်မယ်ဆိုရင်တော့စကားတွေကအတော်လေးလွန်ကဲသွားလိမ့်မယ်။ဒါဆိုရင်သူထပ်ပြီးတော့ဒေါသထွက်လာမှာပေါ့။ဆူပါနာကတော့ဂျာမနီကိုပြောချင်တာတွေပြောပြီးထွက်ခွာသွားခဲ့ပါတယ်။ဂျာမနီကတော့နည်းနည်းလေးအောင်စိတ်ဆိုးခြင်းမရှိခဲ့ပါဘူး။ တင်နေညမိုးချောက်သွားခဲ့တဲ့အခါမှာတော့ကြောင်မီးကလည်းမိဖို့ကန်နေသွားပြီးနောက်မှာတော့သူရဲ့လင်ကြီးမဖြစ်သူစားဖို့အတွက်အကောင်းပွန်ဆောင်ဟလဝါကိုလုပ်ပေးလိုက်ပါတယ်။ဒီနောက်မှာတော့ပကံနဲ့ထည့်ပြီးရွဆောင်သွားခဲ့ပေးလိုက်ပါတယ်။အမရောဒီမှာအမတို့ကကျမမဟုတ်လို့ခဲ့တယ်နော်။ဟုတ်လားဒါဆိုရင်တော့ဒီထဲမှာနေအစိတ်ထည့်ထားမှာပေါ့။ငါတော်ရီကိုစားပြီးတော့တည်သွားအောင်မလား။ငါ့ပိုင်ဆိုင်မှုတွေအားလုံးကိုနေဒါမှလူယူလို့ရမှာ။အမရဲ့ဒါဘလို့စကားတွေပြောနေရလဲကျမအမအရန်ကိုအသက်ရှည်စေချင်ပါတယ်။ တော်စမ်းပါဘာမှလာပြီးတော့ဟန်ဆောင်နေနဲ့နင်းအခုလိုဟန်ဆောင်လိုင်းညာနေရကောင်းကမလို့ခြင်းဘူးပြီးတော့နင်းရဲ့ဒီမောက်ကိုလည်းငါမစားခြင်းဘူးနင်းရဲ့အလုတ်သမားတွေကိုပဲနင်းကျွေးလိုက်စမ်းပါစူပါနာကလည်းသူ့ရဲ့လေကြီးမဖြစ်တော့ကိုနောက်တစ်ကြိမ်အရှောက်ကွဲပြီးနောက်မှာတော့အိမ်အပြင်ကိုထွက်ခွာသွားခိုင်းလိုက်ပါတယ်လင်ညီမဖြစ်သူရဲ့ခတန်ကြမ်းတမ်းတဲ့စကားတွေကိုကြားခဲ့ရပါမယ်။ကြာနီးကောင်းတော့နည်းနည်းလေးတော့စိတ်ဆိုးခြင်းမရှိခဲ့ပါဘူး။သူကအခုချိန်မှာတော့မှစိတ်နှလုံးပြေပွားအလုံးကြောင့်တတ်သေးပြားခဲ့ပါရဲ့။သူလည်းမုတ်ပကံကိုယူပြီးအိမ်ထဲပြန်ဝင်လာပါရဲ့ ူမတယောက်ထဲစဉ်းစားနေခဲ့ပါတယ်။အမကဘာလို့ဒီလောက်တောင်ခတ်ထန်ကြမ်းတမ်းနေရတာလဲမသိပါဘူး။ချစ်ချင်းမြတ်တာကိုလိုအပ်နေရပဲဖြစ်ရမယ်။ဒါကြောင့်ဂျာနီကလည်းဒီစကားတွေအားလုံးအတွက်အဖြေကိုပြန်ပေးဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ရန်နေငယ်ကြမြင်သွားခဲ့ပြီးနောက်မှာတော့ညမိုးချုပ်ချိန်ခါကြီးလူတွေအားလုံးကလည်းနှစ်နှစ်တစ်ထိုင်အိမ်မောကြာနေခဲ့ကြပါတယ်။စူပါရနိုင်းအိတ်ခန်းထဲမှာဝါယာကြိုးရှော့ဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့တအိမ်လုံးမိခိုးမှွေတွေပြန်နံသွားပါတယ်။ မိဘငွေတွေအရင်အများလာခဲ့တဲ့အခါမှာဆိုဗာနာတယောက်အတက်ရွှေရကြက်တဲလာခဲ့ပါတယ်။ကျော်တရသူမအိယာခါလဲလန်နိုးလာခဲ့ပါတော့တယ်။ဒီအချိန်မှာသူမအတန်အကျယ်ကြီးအော်လိုက်ကြဖို့။ကဲချပါအောင်ရှင်ကဲချပါအောင်ကျမတို့တဲရောက်ကဲချပါအောင်။မိတွေလောင်နေပြီဒုက္ခပဲမိတွေလောင်နေပြီအိမ်မှာမိတွေလောင်နေပြီ။သူမဘလောက်ပဲအော်နေအော်နေအခန်းထဲမှာဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ဘယ်သူမှမကြားနိုင်ခဲ့ပါဘူး။ကျော်တရပဲအကြောင်းဒီတယောက်အိယာကားနေလန်နိုးလာခဲ့ပါတယ်။သူကမိခုံးငွေတွေကိုလည်းတွေးလိုက်ရပါတယ်။ ဒုက္ခပဲဒါရီကဘယ်ကနေပြီးတော့ရောက်လာတာလဲ။သူမစဉ်းစားနေခဲ့တဲ့အချိန်မှာပဲဇူဝါနာရဲ့အော်ဒါကိုကြားလိုက်ရပါတယ်။ဂျာနီးကလည်းတကယ်အရန်ကိုလမ်းပြန်သွားခဲ့ပါတယ်။သူမလည်းအမြန်ဆုံးအပြင်ကိုပြေးထွက်လာခဲ့လိုက်တာပေါ့။သူမအပြင်ကိုထွက်လာခဲ့တဲ့အခါမှာအပေါ်ထက်မီလောင်နေအောင်ကိုကြွေးလိုက်ရပါတယ်။မီလောင်နေအောင်ကိုတွေ့ခဲ့ရတဲ့အခါမှာရုတ်တရက်ကြီးသူမလမ်းပြန်သွားခဲ့ပါတယ်။ခဏအကြာမှာတော့သူမအော်ပြောလိုက်ပါတယ်။ဦးလေးကြီးရေဦးလေးကြီးဦးလေးကြီးအမြန်လာပါဦး။ဒီမှာမီလောင်နေလို့ရှင်မီလောင်နေရဲ့အမောအမြန်ဆုံးသွားခဲ့ရမယ်။ ကြောင်သီးရတန်ကိုကြောင်းခဲ့ရတဲ့ခါမှာဦးလေးကြီးလက်အမြန်ဆုံးပြေးထွက်လာခဲ့ပါတယ်။သူ့အပြင်ကိုပြေးထွက်လာခဲ့တဲ့အချိန်မှာကြောင်သီးကတော့အပေါ်ထက်ကိုပြေးတက်သွားနေအောင်ကိုတွေးခဲ့ရပါတယ်။တထင်းမိုင်မသွားနဲ့အပေါ်မှာမီးလောင်နေတယ်။အားဒီကိုသွားရတာအန်ဒီအများတယ်နော်။အမောက်တယောက်ထဲထားခဲ့လို့မရဘူးဦးလေးကြီးရဲ့အမြန်ဆုံးမီးတက်ကခေါ်လိုက်တော့ကြောင်သီးကတော့ဘာကောမှဂရုစိုက်မနေပဲအပေါ်ကိုပြေးတက်ခဲ့ပါတယ်။စူပါနာကတော့အခန်းထဲမှာအနံ့တွေကြောင်းမေးလေသွားခဲ့ပါပြီ။ကြောင်သီးကမြန်ဆုံးသူ့ရဲ့လင်ကြီးမဖြစ်သူကိုကဲတင်ပေးလိုက်ပါတယ်။မျက်နှာမှာအဝေးတစ်ခုမြန်ဆုံးစီးပေးလိုက်ပါတယ်။ အမရေအမကိုကျမဘာမှဖြစ်ခွင့်မပေးဘူးတီလားသူလည်းခက်ခက်ခက်ခဲနေစူပါနာကိုအောက်ကိုခေါ်လာခဲ့ပါတယ်ဒီအချိန်အတွင်းသူမရဲ့မျက်နှာကတော့မီးလောင်ကျွမ်းသွားခဲ့ပါတယ်စူပါနာသတိပြန်လည်လာခဲ့တဲ့အခါမှာတော့ဂျာနီရဲ့မျက်နှာကိုတွေ့လိုက်ရတာပေါ့ဂျာနီနေရနေအသက်ကိုတော့မှအန်ဒီရဲ့ထဲ့ပြီးငါ့ကိုကယ်တင်ပေးခဲ့တယ်ဘာလို့ငါ့ကိုကယ်တင်ပေးခဲ့ရတာလဲအမကျမရဲ့အမလေးကျမတို့ဂျာရဲမှာဘလောက်ပဲနားလည်းမလွဲနေပါစေကျမမောက်ကယ်တင်ပေးဖို့အတွက်တာဝန်ရှိတယ်ကြောင်သေးရဲ့ငါဘလောက်တောင်မှမှားရွှင်းခဲ့လေ ငါရဲ့ရွှေရောင်အင်ကာငါ့ကိုဘယ်ကြောင့်ကမှစိတ်ကျဉ်နေမှုမပေးခဲ့ဘူး။နေရဲ့အိမ်လေးကတော့အရင်ကပြောရွှင်စရာဘဝလေးကိုပေးဆွနိုင်တယ်။အရင်ငါ့ရဲ့မမနာတွေအားလုံးကိုချိုးပြစ်နိုင်သွားခဲ့ပြီနော်။ငါ့ကိုခွဲလောက်ပါ။ခဏနေတော့မိတက်ရင်ရောက်ရှိလာခဲ့ပြီးမိငိမ့်တက်ပေးလိုက်ပါရစေ။အရင်နေ့မိလောင်သွားခဲ့တဲ့အတွက်ကြောင့်မို့လို့သူမရဲ့ပိုင်ဆိုင်မှုတွေအများကြီးဆောင်ရှုံးခဲ့ရပါမယ်။သူမအတိတ်တရားတစ်ခုရရှိသွားခဲ့ပါတယ်။အရာကတော့ဆက်ဆိုင်ရေးတွေကြောင့်မှရှိတဲ့ချစ်ချင်းမေတ္တာတရားပါ။ နောက်ထပ်တင်ဆက်ပေးသွားမယ့်ပုံပြင်လေးကတော့နတ်ပြည်ကနတ်သမီးလေးများဆိုတဲ့ပုံပြင်ပဲဖြစ်ပါရှင်။နတ်ပြည်ကနတ်သမီးလေးနှစ်ပါးဆုံးလွန်နေခဲ့ကြရင်တဝူကိုတဝူပြောဆိုနေခဲ့ကြပါရဲ့။ဒီနေ့ငါနစ်ဆုံကိုရအောင်ဖျက်ပြစ်မယ်။ငါရဲ့ဆုံကိုဒီနေ့အထိပဲဒုမဖျက်ဆီးပြစ်နိုင်တာမဟုတ်။နေရဘာမို့လို့ဖျက်ဆီးပြစ်နိုင်ရမှာလဲ။နေရသားကလည်းကောင်းကင်ရံကိုကြည့်ပြီးဟိုဟိုဒီဒီပြေးနေခဲ့ကြပါရဲ့။သူတို့ကတော့လာပါတဲ့ဘန်းညက်ကြီးထဲမှာဆုံလွန်နေခဲ့ကြတာပေါ့။သူတို့နှစ်ယောက်လုံးကိုကြည့်နေရင်နန်သီးရောက်ရှိလာခဲ့ပါရဲ့။ ။နေအောင်စလုံးကောင်းဆောင်လောက်တာကိုအာယုံဆိုင်နေခဲ့ကြတဲ့အတွက်ကြောင့်မလို့နွားကြီးနန်သီးကိုလည်းမတွေ့ခဲ့ကြပါဘူး။သူတို့လျှောက်သွားနေနေနန်သီးကိုဝင်တိုင်းမိသွားတဲ့အခါမှာတော့နန်သီးတယောက်အကြီးအကျယ်ထရရရှိသွားခဲ့ပါတယ်။နန်သီးအော်ဟစ်နေခဲ့ပေမဲ့နတ်သမီးလေးတွေကတော့သူ့ကိုဂရုတောင်မဆိုင်ခဲ့ကြပါဘူး။ခဏလေးတော့ shift ကြီးရောက်ရှိလာခဲ့ပြီးပြောလိုက်ပါတယ်။နေတို့တယောက်စွန်လို့နေရဘာမှဂရုမဆိုင်တော့ဘူးလား။ဟမ်။အားလုံးကိုလည်းကြည်ယုံလေ။စွန်ကလွယ်ပြီးဘာကောမှအာယုံမရှိပဲလှုပ်ချင်တာကိုလှုပ်နေကြတယ်။ ဒီပုံစံတိုင်းဆိုလို့ရှင်တော့နတ်ပြည်ကငရဲပြည်ဖြစ်သွားတော့မယ်နေကြတယ်ခဏလေးနေပါဦးအရှင်ရဲ့ကျမတို့ကိုခဏလေးအချိန်ပေးပြီးတော့စောင့်ဆိုင်ပေးပါဦးကျမတို့သူ့ရဲ့ဆုံကိုအရင်ဆုံးဖြတ်ပြလိုက်မယ်ဆုံကိုဖြတ်ပြီးသွားတဲ့အခါကျတော့မှပဲကျမအရှင်နဲ့စကားပြောမယ်အခုတော့ကျမကိုလာမရှုပ်သေးနဲ့အောင်ဒီစကားကိုကြားခဲ့ရတဲ့အချိန်မှာတော့ shift ကြီးကလည်းဒေါသတော်တော်လေးထွက်သွားခဲ့ပါတော့တယ်နင်တို့တယောက်ရဲ့ဒီအချင်းဆိုကြီးကဘယ်တော့မှပျောက်ကွယ်သွားလိမ့်မယ်လို့ငါကတော့မထင်ဘူးဆုံကိုအဲ့လောက်တောင်မှပဲဝါသနာထုံနေကြတယ်ပေါ့လေဟုတ်လား ဒါကြောင့်နေနိုနှစ်ယောက်လုံးကိုငါကျင်းစာတိုက်ပြစ်လိုက်မယ်။ဒါကြောင့်အခုချက်ချင်းနေနိုနှစ်ယောက်လုံးနတ်ပြည်ကနေပြီးတော့လူပြည်ကိုရောက်ရှိသွားလိမ့်မယ်။လူပြည်ကနေဂျပန်ပြန်လဲမွေးဖွားလာရမယ်။နေနိုရဲ့ဒီအကျင့်စော်တွေမပြောင်းမချင်းနေနိုနတ်ပြည်ကိုဘယ်တော့မှပြန်လာခွင့်ရချမှာမဟုတ်တော့ဘူး။ဒီစကားကိုကြားခဲ့ရတဲ့အခါမှာနတ်သမီးလေးတွေကတတော်လေးကိုလမ်းဖြန်သွားခဲ့ကြပါတယ်။ဒါကြောင့်နှစ်ယောက်လုံးကလည်းအမြန်ဆုံးအရှင်ရှင်ဖြစ်အရှင်ကိုရောက်ရှိလာခဲ့ပြီးလက်အုပ်ချီထားခဲ့ကြတာပေါ့။တောင်းပန်ပါတယ်အရှင်။တောင်းပန်ပါတယ်။ကျမတို့မှာသွားပါတယ်။ကျမတို့ခွင့်လွှတ်ပါ ကျမတို့အတော်လေးခက်ခက်ခက်ခဲနဲ့နေပြည်ကိုရောက်ရှိလာခဲ့ကြတာပါကျမတို့လူပြည်ကိုမတော်ချင်ပါဘူးရှင်ကျမတို့ကိုလူပြည်ကိုမလှုပ်ပါနဲ့နော်ဂျိန်စာဆိုတာကတိုက်ပြီးသွားရင်ပြန်ပြီးယူလို့မရတော့ပါဘူးဒါကြောင့်နှစ်ယောက်စလုံးကလည်းလူပြည်ကိုရောက်ရှိသွားခဲ့ပြီးမတုံညီတဲ့မိသားစုဝင်တွေကနေမွေးဖွားလာခဲ့ကြပါတယ်ဒါပေမဲ့နှစ်ယောက်သာစုံလို့ရတာကိုအခုချိန်ထိအရန်ကိုဝါသနာခုံမနေခဲ့ကြတော့ပါပဲနှစ်ယောက်လုံးကလည်းရကွက်တကောက်ကိုလိုက်ပတ်ပြီးတော့စုံကိုလှုပ်ခဲ့ကြပါတယ် နှစ်ယောက်သောအရွယ်တစ်ခုရောက်ရှိလာခဲ့တဲ့အခါမှာတော့အိမ်တအိမ်ဒဲမော်ပင်ညီကိုနှစ်ယောက်ကိုလက်ထပ်ပြီးအိမ်အောင်ကြလာခဲ့ကြပါရည်။လက်ထပ်ပြီးအိမ်ကိုရောက်ရှိလာခဲ့တဲ့အခါမှာပဲစွန်လွှတ်နေတဲ့အတန်းတွေကိုကြားလိုက်ရပါရည်။သူတို့သမီးလေးကလည်းအရာအားလုံးကိုလှုပ်ပြီးနောက်မှာတော့အပေါ်ရက်ကိုပြေးချသွားခဲ့ရပေါ့။အပေါ်ရက်မှာရှာရီသားကတော့စွန်လွှတ်နေခဲ့ပါရည်။အမကျမလည်းအမနဲ့အတူတူစွန်လွှတ်မယ်နော်။ကျမစွန်လွှတ်ရတာအရန်ကြိုက်တယ်။နေအလောက်တော့မှစွန်လွှတ်ရတာသဘောကျတယ်ဆိုရင်တော့နင်းပတ်စံနဲ့နေစွန်လွှတ်ကိုယူလာခဲ့ရမှာပေါ့။ ရပါတယ်လေအမကလင်ညီမဆိုတော့လင်ညီမလိုမျိုးအပြုတ်မှုတွေကိုလုံးမကျမသဘောပေါက်ပါတယ်ကျမစီမှာပတ်စံရှိတယ်အခုချက်ချင်းပဲကျမစွန်တော့ဝယ်လာခဲ့မယ်နော်သူတို့တစ်ယောက်လုံးကနတ်သမီးလေးတွေဖြစ်ကြပြီးဂျင်းစာတိုက်ခန့်ထားရတယ်ဆိုတာကိုမေးနေခဲ့ကြပါတယ်ရှာရသားကလည်းအပြင်ထွက်ပြီးစွန်ဝင်ဖို့အတွက်ထွက်ခွာသွားလိုက်ပါတယ်ဒါရီအားလုံးကိုလိုမီတောင်ဆွေးတွေအကုန်လုံးကလည်းကြီးနေခဲ့ကြပြီးအံ့အားသင့်နေခဲ့ကြပါတယ်ဒီအချိန်မှာမိုဟိနီရဲ့ယောက်ျားကလည်းပြောလိုက်ပါတယ်အဖေနဲ့မေဘလို့ယူနေတယ်မိန်ကလေးတောင်နေကျွန်တော်ကိုလက်ထပ်ပေးခဲ့ကြတယ် မင်းရလဲကွာဘာတွေတလောက်တောင်မှစိုးရင်ပုံပန်းနေရလဲတို့ကို AAC ခဏလေးနေခွင့်ပေးလိုက်လေလောလောဆယ်တော့တို့စုံလို့ကြပါစေကျန်တဲ့ဒလီထုံတန်းဆလာတွေကိုတော့နောက်မှ AA စစ်စစ်လောက်ကြတော့ပေါ့ဒါဆိုရင်တော့ငါတို့ AA စစ်စစ်သွားပြီးတော့အနားယူကြမယ်ဒီလိုနဲ့မိသားစုတွေအကုန်လုံးကလည်းရိုးရထုံတန်းဆလာတွေကိုလောက်ရင်ပမန်းနေခဲ့တဲ့အတွက်ကြောင့်မလို့အခန်းထဲဝင်သွားပြီးအနားသွေးရှုခဲ့ကြပါတယ်ရခမဖြစ်သူကတော့အေခန်းထဲမှာထိုင်နေခဲ့တာပေါ့ခဏနေတော့မိုဟိနီကလည်းစုံဝင်ပြီးအိမ်ပေါ်ချက်ကိုတက်သွားခဲ့ပါတယ်ရခမကတော့ချွေးမလေးကိုကြည့်ပဲကြည့်နေခဲ့ပါတယ် ဖုန်းတော်ကြီးကလည်းလေကျမရဲ့သားလေးတွေကိုဘလို့အယူမရနေလက်ထပ်ပေးလိုက်ကြလဲမသိဘူးအခုဆိုလို့ရှင်တော့အပေါ်တမ်းမှာလင်ကြီးမနှစ်ယောက်လုံးကစွန့်လောနေခဲ့ကြပါတယ်ခဏကြာမှပဲရှာရတာကတော့မိုဟိနီရဲ့ဆုံကိုဖျက်ပြေးလိုက်ပါတယ်တွေ့တယ်မလားကျမပြောသားပဲကျမကိုစိတ်မခေါ်ပါနဲ့ဆိုနေမှအခုနောက်ဆုံးတော့ကျမဆုံကိုဖျက်ပြေးလိုက်နိုင်ပြီလေတက်ခေါက်လေးဆုံကိုဖျက်ပြေးနိုင်သွားတာနဲ့ပဲအလောက်ထိပြောဆိုနေစရာအကြောင်းမရှိဘူးခဏဆောင်တော့ငါနောက်ထပ်ဆုံတဆုံဝဲလာခင်မယ် ီးရင်တော့ငါဘာလဲဆိုတော့ကိုနေကောင်းကောင်းတည်သွားလိမ့်မယ်။ရှာသားကလည်းအမြန်ဆုံးအောင်ဆင်းသွားခဲ့ပြီးစံဝင်လာခဲ့ပြီးနောက်မှာတော့အပေါ်ထက်ကိုပြန်တက်သွားပါရီ။ရခမဖြစ်သူကအေကန်းထဲမှာထိုင်ပြီးချွေးမလေးတွေရဲ့လှုပ်ရှားကိုကြည့်နေကြတာပေါ့။သူလည်းအရန်ကိုစိတ်ပြတ်နေခဲ့ပါရီ။ဒီလိုနဲ့ပဲတဖြည်းဖြည်းနဲ့ညမိုးချုပ်သွားခဲ့ပါရီ။နေရတော့ကလည်းအပေါ်ထက်ကနေအောက်ထက်ကိုမဆင်းလာခဲ့ကြသေးပါဘူး။ဒီအချိန်မှာရခမဖြစ်သူကလည်းတယောက်ကြားနဲ့သူရဲ့သားနှစ်ယောက်လုံးကိုအပြင်ကိုခေါ်ထုတ်လိုက်ပါတော့ရီရိုဟန်နဲ့ဖီဂရမ် နော်နှစ်ယောက်ကဘလို့ယောက်ျားတွေလဲနင်တို့ရဲ့မိမတွေကိုနည်းနည်းလေးမှမနိုင်တော့ဘူးလားငါထင်ထားခဲ့တာကချွေးမအငယ်လေးအိမ်ကိုရောက်လာတဲ့အခါကျရင်နှစ်ယောက်သားအတူတူအလုပ်ကိုစစီလုံးလုပ်ကြမယ်လို့ထင်ထားခဲ့ရအခုကြည့်ပါအောင်တလွဲပြောင်းမြန်တွေကြီးပဲဖြစ်နေတယ်ချွေးမအငယ်လေးရောက်လာတာနဲ့နှစ်ယောက်သားအတူတူစော်နှော့နေကြတယ်ဒါကမဖြစ်သင့်ဘူးလေထမင်းတွေဘာတွေကိုချက်ကြဥမာလာဘာလို့ကြမှာလဲခဏလေးနော်ခဏလေးကျွန်တော်အခုချက်ချင်းသွားပြီးတော့တို့ကိုရှင်းပြလိုက်မယ်ဒီနောက်မှာတော့နှစ်ယောက်သားအပေါ်တက်ကိုတက်သွားပြီးတို့မိမတွေကိုရှင်းပြခဲ့ကြပါသည် မိမတွေကတော့တို့ယောက်ျားတွေပြောတဲ့စကားကိုတခေါင်းအောင်နားမထောင်ခဲ့ကြပါဘူး။ယောက်ျားတွေကလည်းစိတ်ပြက်လက်ပြက်နဲ့ပြန်လာခဲ့ကြတာပေါ့။နောက်ဆုံးမှာတော့မိခင်ဖြစ်သူကပဲထမင်းဟင်ချက်ပြုတ်လိုက်ရပါတယ်။တို့ကတော့ထမင်းစားဖို့အတွက်တောင်မလာကြပဲအပေါ်တက်မှာပဲစွန့်လွှတ်နေခဲ့ကြပါတယ်။တို့အောက်ထပ်ကိုဆင်းလာတဲ့အခါမှာညအတော်လေးမိုးချုံနေခဲ့ပြီးအားလုံးနဲ့ထမင်းစားတော့ပြီလို့အိပ်ပြောသွားခဲ့ကြပါပြီ။ကြည့်ပါဦးနေအခုမှလက်ထပ်ခါစပဲရှိသေးတယ်မိသားစုဝင်တွေကနေကိုတော့မဆောင်ကြဘူးစားတော့ပြီးအိပ်ပျော်ကုန်ကြပြီဒါဆိုရင်တော့ငါတို့တယောက်စားဖို့အတွက်အမြန်ဆုံးထမင်းဟင်သွားချလိုက်တော့ နားကြရင်အစောကြီးထပြီးတော့ငါတို့ဆွန်ထက်လွှဲရအောင်မယ်မဟုတ်ဘူးလားဟုတ်ပြီလေအမရဲ့ကျွန်မတယောက်တည်းမချက်ချင်ဘူးအမကလည်းကျွန်မနဲ့အတူတူလိုက်ခဲ့ပြီးအောင်ချွေမလေးတွေကလည်းမိဖို့ကနေတွားပြီးနောက်မှာတော့ထမင်းဟင်းချက်ပြုတ်စားတော့ပြီးအိပ်ပြောသွားခဲ့ကြပါပြီနောက်နေ့မနက်မော်လင်းသွားခဲ့တဲ့အခါမှာနှစ်ယောက်သားမိသားစုဝင်တွေမတို့ထားခင်မှာအစောကြီးထပြီးနောက်မှာတော့ဆွန်တော့ဝယ်ခဲ့ကြပါပြီပြီးတော့လည်းအိမ်ကိုပြန်လာခဲ့ပြီးဆွန်လှောက်ခဲ့ကြတော့ဗောနှစ်ယောက်လုံးကလည်းပျော်ရွှင်စွာနဲ့တရက်အလုံးဆွန်လှောက်တဲ့အလောက်ကလည်းလို့ဘာလို့ကိုမမလုပ်ကြပါဘူး ။စုံလုံးနေနဲ့တို့မှရှိတဲ့ပတ်စံတွေအားလုံးကိုလည်းတုံဖြုံခဲ့ကြပါရည်။လဝဲလက်ဆောင်တွေအားလုံးကိုတော့တို့ရောင်းချပြီးစုံလုံးနေခဲ့ကြတာပါ။လာနေကြချင်းသွားခဲ့တဲ့ခါမှာနှစ်ယောက်လုံးကဝင်ဆောင်ထားခဲ့ရပါမယ်အခုချိန်ထိစွန်လှနေကြသေးပါပြီ။အောက်ကနေဗီဂရမ်ကလည်းအော်ပြီးပြောလိုက်ပါတယ်။နင်တို့တယောက်ကအခုဆိုရင်တော့မိဘတွေဖြစ်ကြတော့မှနင်အတွမဟုတ်ဘူးဆိုရင်တော့ခလေးအတွက်စဉ်းစားစမ်း။ဘာဖြစ်နေရလဲ။ကျမတို့ကောက်ခုံနေရမှာမဟုတ်ကြ။ကျမတို့စွန်လှနေရပါအန်ဒီရမရှိဘူး။နှစ်ယောက်စလုံးကပဲသူစကားကိုမှနားမထောင်ခဲ့ကြပါဘူး။စုံကိုပဲလှနေခဲ့ကြပါတယ်။ နှစ်ယောက်လုံးကလေးတွေကိုမွေးဖွားလိုက်တဲ့အခါမှာကလေးတွေကတော်တော်လေးပင်ပင်လေးတွေဖြစ်နေခဲ့ပါရဲ့။ဒီလောက်ထိဖြစ်ပြနေခဲ့ပေမဲ့သူတို့ကကယုံမဆိုင်ကြသေးပါဘူး။ကလေးတွေကိုချီပြီးသူတို့ကတော့စွန်လွန်နေကြတော့မှပဲ။စုံလုံးနေတဲ့ကလေးတွေကိုအောက်ကိုပြစ်ချပြီးနောက်မှာတော့ဆက်ဆော့ကြပါရီဒီနေ့အမရဲ့စုံရင်အကောင်လုံးကိုကျမဖြတ်ပြလိုက်ပြီးကလေးတွေဘဲကိုသွားလိုက်ကြလဲဘယ်ဟုတ်ရောက်ကုန်တာလဲอืมအောက်ကိုဆင်းသွားကြတာပဲဖြစ်ရမယ်ကလေးတွေကလည်းအရန်ကိုငဲကြပါသေးတယ်ရခမဖြစ်တော့ကပဲကလေးတွေကိုထိန်းပြတာပါ တရက်မှရခမဖြစ်တော့အတော်လေးနေမကောင်းဖြစ်နေခဲ့ပါတယ်။ဒါတွေ့ကြရတဲ့ခါမှာနှစ်ယောက်တောင်အောင်ဆင်းလာခဲ့ကြတာပေါ့။ဆရာဝန်လည်းရှိနေပါတယ်။အရန်အောင်အေလုံးတဲ့အတွက်ကြောင့်မို့လို့နေမကောင်းဖြစ်သွားတာပါ။ဒါကြောင့်ဇေယျမှာတော့15ရက်လောက်နေဖို့အတွက်ကျွန်တော်ပြောချင်ပါတယ်။ဆရာပတ်စံနဲ့ပတ်သက်ပြီးဘာမှစိုးရင်ပူပန်ဆရာမလိုဘူးနော်။ကျွန်တော်တို့မနေ့ပြန်အမေကိုချက်ချင်းဇေယျတင်ဖို့မယ်။ဇေယျဝင်ကလည်းဆေးရီပေးပြီးနောက်မှာတော့ထွက်ခွာသွားခဲ့ပါတယ်။ဒီနောက်မှာတော့ Vikram ကလည်းသူ့ညီငယ်လေးကိုပြောခဲ့ပါတယ်။ငါတို့အမြန်ဆုံးပတ်စံထုတ်ပြီးတော့အမေကိုဆေးကုသပေးရမယ်။ ညီကိုနှစ်ယောက်လုံးအပြင်ထွက်သွားတဲ့အချိန်မှာအရှက်မရှိတဲ့ချွေးမတွေကရခုမနေမကောင်းဖြစ်နေတော့ကိုတော့မကြည့်ပဲစွန့်သွားလှောခဲကြပြန်ပါတယ်ရခတိဖြစ်သူကပဲသူ့မိမကိုကြည့်ရှုစောက်ရှောက်ပေးနေကြရပါတယ်ချွေးမလေးတွေဘာဖြစ်နေရလဲမသိဘူးညနေခင်းမှာညီကိုနှစ်ယောက်လုံးပတ်စံထုတ်လာခဲ့ပြီးနောက်မှာတော့ဗီဒီယိုထဲမှာထားပေးခဲ့ပါတယ်ပတ်စံတထားတာကိုချွေးမနှစ်ယောက်လုံးကလည်းတွေ့မြင်ခဲ့ပါတယ်ညမိုးချောက်သွားခဲ့တဲ့အခါမှာတော့ကဲနားထောင်မနှက်ပြန်ပွဲတော်ရရှိတယ်။မနှက်ပြန်ကြရင်ငါတို့ရွှေနဲ့လောက်ထားတဲ့စွန်ကိုလွှတ်ကြရအောင်။ကျမကတော့ငွေနဲ့လောက်ထားတဲ့စွန်ကိုလွှတ်မယ်။ ဒီတစ်ခေါက်ပွဲတော့ကြာရင်တော့ကျမတို့စွန်တွေပဲကောင်းကင်ရံမှာရှိနေလိမ့်မယ်။ညမိုးချုပ်အားလုံးစားတော့ပြီးအိမ်မောကြနေခဲ့တဲ့အချိန်မှာချွေးမနှစ်ယောက်လုံးကလည်းခမဖြစ်သူရဲ့အခန်းထဲကိုဝင်သွားခဲ့ကြပါရီ။ရခမကတော့နေမကောင်းတဲ့အတွက်ဆေးထုတ်ပြီးအိမ်မောကြနေပါရီ။နှစ်ယောက်လုံးကအခွင့်အရေးယူပြီးနောက်မှာတော့ဗီဒီယိုတစ်ခေါက်ဖွင့်လိုက်ပါရီ။ပစံနဲ့အတူတူလဝိလက်စာရိအများကြီးရှိနေတာကိုတွေ့ခဲ့ရပါတယ်။နှစ်ယောက်လုံးကလည်းရွှေငွေလဝိလက်စာပစံတွေအားလုံးကိုခိုးယူခဲ့ကြပါတယ်။ဒီနောက်စုံနေအများကြီးဝယ်ပြီးအပေါ်ရကိုထပ်တားသွားခဲ့ပြန်ပါတယ်။ တဖက်မှညီကိုနှစ်ယောက်လုံးကလည်းသူတို့မိကိုဇေယုံတင်ပေးဖို့အကြွပြင်းစင်ခဲ့ကြပါသည်သူတို့ဗီဒီယိုဖွင့်ကြည့်ခဲ့တဲ့အခါမှာပတ်စံတပြားတစ်ချမ်းမှမရှိတော့ပါဘူးငါဒီမှာပဲထထတာဘယ်ရောက်သွားတာလဲတဖက်မှတော့ကောင်းကင်ရံမှာသူတို့နှစ်ယောက်စွန်တွင်ကိုလှော့ရင်းနဲ့ပြောရွှင်စွာစော်ကစားနေခဲ့ကြပါသည်ဒီအချိန်မှာပဲဆက်ကိုစွန်ကသူတို့ရဲ့ရွှေစွန်နဲ့ငွေစွန်ကိုဖျက်ပစ်လိုက်တဲ့အခါမှာနှစ်ယောက်လုံးမျက်ရည်ကျခဲ့ကြရပါသည်ငါရရဲ့ဈေးကြီးတဲ့စွန်တွေကိုတခြားတယောက်ကဖျက်ယူသွားပြီးဘယ်လိုလုပ်ကြမလဲဒီအချိန်မှာညီကုံတယောက်လုံးပေါ်ရက်ကိုတက်လာခဲ့ကြပါသည် တို့တို့နှစ်ယောက်ငိုနေအောင်ကိုတွေ့ခဲ့ရတာနဲ့မေးခဲ့ရပေါ့နင်တို့နှစ်ယောက်ဘာဖြစ်နေကြတာလဲဘာဖြစ်လို့များငိုနေကြတာလဲပြောကြမအောင်ဒါနဲ့မယုံမယ်အမေရဲ့ဗီဒီယိုထဲမှာစိတ်ယုံတင်ဖို့အတွက်ဆိုပြီးတော့ပတ်စံတွေရောရွှေဝင်လဝဲလက်စားတွေအားလုံးထပ်ထားတာအဲ့ဒါတွေပြောချောက်သွားလေအဲ့ဒီပတ်စံတွေလဝဲလက်စားတွေကိုကျမတို့ယူသွားတာအဲ့ဒီပတ်စံတွေကျမတို့ရွှေစုံငွေစုံလောက်ပြီးတော့ဒီနေ့ပွဲမှာလှုပ်နေကြတာပါကျမတို့ရဲ့စုံတွေအခုဆိုရင်တော့ဖြတ်စည်းခံလိုက်ရပြီတစုံတစ်ယောက်ကဖြတ်ယူသွားခဲ့ပြီဘယ်သူယူသွားလဲကျမလည်းမသိတော့ဘူးဒီအချိန်မှာအားလုံးကလည်းစိတ်ပြတ်သွားခဲ့ကြပါတယ် ခဏနေတော့သူတို့ရဲ့အိမ်ကိုအသက်ကြီးနေတဲ့လူတယောက်ရောက်ရှိလာခဲ့ပါတယ်။နှောင်းကြီးတကောင်နဲ့အတူတူပါ။သူရဲ့လက်ထဲမှာရွှေစုံငွေစုံကိုလည်းခြင်ထားခဲ့ပါတယ်။ကြောက်တွေ့ကြရတဲ့ခါမှာဗီဂရမ်ကလည်းချက်ချင်းပြေးဆင်းလာခဲ့တာပေါ့။ကဲဒီမှာသားလေးတို့ရေမင်းတို့ရဲ့ရွှေစုံငွေစုံပြုတ်ကျလာလို့လာပေးရပါ။ရော့မင်းတို့ရဲ့စုံနဲ့ယူလိုက်။ကျေးဇူးအများကြီးတင်ပါတယ်ဦးလေးကြီးရဲ့။ဦးလေးကြီးကတကယ်ကိုကျေးဇူးရှင်ပါပဲ။အဖေညီလေးခဏလေးဆောင်ဒါရီကငါအမြန်ဆုံးရောင်းချပြီးတော့ပြန်လာခဲ့မယ်။ပြီးရင်တော့အမေကိုစေယုံတင်ပေးကြပါပေါ့။ဒါဆိုရင်တော့ဒီအချိန်အတွင်းအမေကိုစေယုံခေါ်သွားလိုက်။သွားသွား။ အလုံးကလည်းလုံးဆရာရှိတဲ့အလုပ်ကိုလုပ်နေကြတဲ့အချိန်မှာချွေမနှစ်ယောက်လုံးကလည်းအဖိုးအကြီးစီသွားခဲ့ကြပါရဲ့အခုချိန်ထိတတော်ကတော့နောင်တမရကြသေးပါဘူးဘာဖြစ်လို့များအဲ့ဒီစွန်တွေကိုတို့ကိုသွားပေးလိုက်ရတာလဲကျမတို့ကိုပေးမယ်ဆိုရင်တော့ဒါတွေကိုရှောင်းပြီးကျမတို့စက်ကိုစွန်တွေအများကြီးဝယ်မှာဒီအချိန်မှာအဖိုးအကြီးကလည်း shift ကြဖြစ်သွားခဲ့ပါရဲ့ဒီနောက်မှာတော့လွန်ခဲ့တဲ့ဘဝကအကြောင်းတရားတွေကိုလည်းပြန်လည်မှတ်မိသတိရသွားအောင်လုပ်ပေးလိုက်ပါရဲ့ငါနေတော့ကိုလောကကြီးကိုလှုပ်ပြီးတော့ အပြစ်ကျွေးဆက်ခိုင်းနေဆိုတာကစုံဖလို့ချင်တော့အောင်လို့ဒါပေမဲ့နင်တို့ကအခုချိန်ထိဘာမှမကြည့်မဆိုင်ပဲစုံလို့နေကြသေးပဲအခုနောနီယောက်ကငါပိုးမွားတွေဖြစ်အောင်လုပ်ပြမယ်အဲ့ဒီခါကျရင်တော့နင်တို့ဘယ်တော့မှစုံလို့နိုင်မှာမဟုတ်တော့နင်အောင်လုံကအခုမှနောက်ထရရသွားခဲ့ကြပါရဲ့အရှင်ကျမတို့နောက်ထရရပါပြီရှင်ကျမတို့ကြောင့်လေကျမတို့မိသားစုဝင်တွေဒုက္ခရောက်နေကြရပြီကျမတို့ဒီဆွန်တွေကြောင့်လေမိသားစုကိုပါဆုံးရှုံးရတော့မယ်ကျမတို့ကိုခွင့်လွှတ်ပါကျမတို့တောင်းပန်ပါတယ်ကောင်းပြီနောက်နေတော့ထပ်ပြီးတော့ဆွန်တော့ကြည့်အဲဒီခါကျရင်တော့နင်တို့ပိုးမွှားဖြစ်သွားကြလိမ့်မယ်နားလေလား ရင်းနှီးအစားပြီးတို့ကဆုံးမလို့ကြတော့ပဲနဲ့မိသားစုဝင်တွေနဲ့အတူတူပျော်ပျော်ရွှင်ရွှင်နေထိုင်ခဲ့ကြပါသည်ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျမတို့ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်